အခုမွေးကင်းစားနေပြီးတော့6လလောက်ထိစောင့်လို့ရတဲ့ခလေးအုပ်ထုပ်လေးကိုထုတ်ပြပြပါမယ်။အဆိုင်က5 mm ကိုတုံးထားပါတယ်။ခြီက mid cotton 5 ply ကိုတုံးထားပါတယ်။ပရမအူဆုံးဖုတ်မီးပြပါမယ်။ ခွင်းလေးလှုပ်လိုက်တယ်ပြီးရင်အကလေးထဲဖွင့်ပြီးအလုံးပေါင်း50ကျစ်ပါမယ်တင်းနင်းတောင်းလေးငါဖွင့်ပြီးအလုံးပေါင်း50ပြည့်သွားပြီဆိုရင်ပရမအူဆုံးဖွင့်မီလေးကိုကြော်ပါမယ်ဒုတိယမြောက်ဖွင့်မီလေးထဲမှာတိုင်လက်ထုတ်ပါမယ် တိုင်လက်ဆိုတဲ့အတွက်ကြောင့်အက်မှာခြီကိုတရေရစ်လိုက်ပါပြီးရင်ပရမတစ်ပောက်ကိုကြော်တယ်ဒုတိယမြောက်ဖွံ့မီးလေးထဲမှာအက်ထည့်ပါတယ်ပြီးရင်ခြီဆွဲအက်ပေါ်မှာခြီသုံးပင်ရပြီဆိုရင်အိုက်သုံးပင်ကိုတစ်ခါတည်းဆွဲထုတ်လိုက်ပါ တိုင်လက်တစ်တိုင်းပြီးပါပြီနောက်ကရက်ဖွံ့မီးလေးထဲမှာလည်းတိုင်လက်ထိုးပါမယ်အက်မှာခြီလေးကိုရစ်လိုက်ပါပြီးရင် ဖွင့်ပြီးပေါက်လေးထဲမှာအက်ထဲခြီဆွဲအပေါ်မှာရှိတဲ့ခြီသုံးပင်ကိုတစ်ခါတည်းထုတ်ပါတယ်နောက်ကရပေါက်မှာလည်းတိုင်လက်ထိုးပါမယ်အက်မှာခြီလေးကိုတင်းရင်ရပါဖွင့်ပြီးပေါက်လေးထဲမှာအက်ထဲခြီဆွဲအပေါ်မှာရှိတဲ့ခြီသုံးပင်ကိုတစ်ခါတည်းထုတ်ပါတယ်အခုလိုမျိုး တပောက်ကိုတစ်ချက်နဲ့တိုင်လက်တွေအဆုံးထိရောက်အောင်ထိုးသွားရပါမယ်။တိုင်လက်အားလုံးပေါင်း49တိုင်ရပါမယ်။အဆုံးထိရောက်အောင်ဆက်ထိုးသွားပေးပါ။တိုင်လက်တွေအဆုံးထိရောက်သွားပြီဆိုရင် နောက်တန်းဆက်ထိုးပါမယ်။နောက်တန်းဆက်ထိုးဖို့အတွက်ဖွမီတစ်ချက်ကျစ်ပါ။ပြီးရင်ခြီလေးကိုဒီဘက်ကိုလှည့်လိုက်ပါ။ အခုလဲတပောက်ကိုတစ်ချက်နဲ့တိုင်လက်တီထိုးပါမှာဒါပေမဲ့အခုကြတော့ယူတဲ့ခါမှာကျစ်ဆက်မီလေးနှစ်ခုအောက်ကနေယူပြီးတော့မထိုးပါဘူးအနောက်ဘက်မှာရှိတဲ့ကျစ်ဆက်မီလေးတစ်ခုတည်းဟိုပဲယူပြီးတော့အပ်ထည့်ပါပါအဲ့ဒါလေးကိုသေချာလေးကြည့်ပေးပါအပ်မှာခြီကိုတည်ရစ်ထားတယ်ပြီးရင်ကျစ်ဆက်မီလေးရဲ့ ဒီဘက်တစ်ချမ်းလေးတဲ့ကိုပဲအပ်ထည့်ပါတယ်။ပြီးရင်ခြိဆွဲခြိသုံးပင်ကိုတစ်ခါလေးထုတ်။နောက်တစ်ပေါက်ထုတ်ပြပါမယ်။အပ်မှာခြိကိုတရေရစ်ပါ။ပြီးရင်တစ်ဆက်မီတစ်ချမ်းလေးထဲမှာပဲအပ်ထည့်ပါတယ်။ပြီးရင်ခြိဆွဲသုံးပင်ကိုတစ်ခါလေးထုတ်ပါတယ်။တရင်ရင်မယ်နောက်ကရက် ကျစ်ဆံမီရဲ့တချမ်းလေးထဲမှာပဲထည့်ပါပါ။နောက်ချမ်းလေးထဲမှာပဲအပ်ထည့်ပါတယ်။ပြီးရင်ချီဆွဲသုံးမင်ကိုတစ်ခါလေးထုတ်။တိုင်လက်ကလေးထိုးတာပါ။တရစ်ပြန်ရင်မယ်။ကျစ်ဆံမီတချမ်းလေးထဲမှာပဲအပ်ထည့်ပါတယ်။ချီဆွဲသုံးမင်ကိုတစ်ခါလေးထုတ်ပါတယ်။တရစ်ရင်ကျစ်ဆံမီတချမ်းလေးထဲမှာပဲအပ်ထည့်ပါတယ်။ ခြိဆွဲလိုက်တယ်ခြိသုံးပင်ကိုတစ်ခါရဲထုတ်လိုက်တယ်တံတန်းလုံးတစ်ပေါက်တစ်ချက်နဲ့တိုင်လန်အားလုံးမှာ49တိုင်ရပါမယ်ပြစ်ဆက်ပြီးဒီလိုတစ်ချမ်းလေးထဲမှာပဲအထက်ထည့်ပြီးတော့ထိုးသွားမှာပါဟောဒီနောက်ဆုံးပေါက်ရောက်ရင်တော့နခုစလုံးကိုယူပြီးတော့ထိုးပါမယ်တံတန်းလုံးပြည့်သွားရင်တိုင်လန်အားလုံးမှာ49တိုင်ရှိရပါမယ် နောက်ဆုံးပေါက်လေးမှာတော့ကြက်ဆံမီးနှစ်ခုလုံးကိုယူထိုးပါမယ်။အပ်မှာချီလေးကိုတည်ရည်ရစ်တယ်။ပြီးတော့ကြက်ဆံမီးလေးနှစ်ခုအောက်မှာအက်ကလေးထည့်တယ်။ချီဆွဲတိုင်လက်ထိုးပါတယ်။ပြီးရင်နောက်တစ်လဲပြောင်းမှုအတွက်ဖူမီတစ်ချက်ကျစ်ပါ။တစ်ဖက်ကိုလှည့်လိုက်ပါ။ခုနကတော့ထိုးခဲ့တဲ့အတန်းအတိုင်းပဲထိုးပါမယ်။တည်ရည်ရစ်တယ်။ တိဆက်ပြီးတချမ်းလေးထဲမှာအပ်ထည့်တယ်ခြည်ဆွဲတိုက်လက်ထိုးပါတယ်တရင်ရင်တိဆက်ပြီးတချမ်းလေးထဲမှာပဲအပ်ထည့်တယ်ခြည်ဆွဲတိုက်လက်ထိုးပါတယ်တပောက်တချမ်းနဲ့တိုက်လက်တွေဆက်ထိုးသွားပါဒီနောက်ဆုံးလာရောက်ရင်ဆက်ပြီးတော့ထိုးပြပေးပါမယ်တပောက်တစ်ချမ်းနဲ့ဖူမီတစ်ချမ်းလေးတွေမှာ ထိုးလာတာပါနောက်ဆုံးပေါက်ရောက်ပြီဆိုရင်ဖွံ့မိနှစ်ခုလုံးကိုယူထိုးပါမယ်တရည်ရစ်တဲ့ဖွံ့မိနှစ်ခုစလုံးရဲ့အောက်မှာအက်ကလေးထည့်တယ်ပြီးတော့ခြည်ဆွဲတိုင်လက်ထိုးပါတယ်အခုလိုမျိုးအတန်းလေးတိုင်းပဲဆက်ထိုးမှာပါဖွံ့မိတစ်ချက်ကျစ်တယ်ပြီးရင်တစ်ဖက်ကိုပြန်လှည့်တယ်ဖွံ့မိတစ်ချက်လေးတွေထဲမှာယူပြီးတော့တိုင်လက်ကလေးတွေထိုးသွားမယ်နောက်ဆုံးအပေါက်ရောက်လို့ရှိရင် ဖွမိနှစ်ချမ်းလေးထဲမှာယူပြီးတော့နှစ်ခုလုံးအောက်မှာထည့်ပြီးတော့တိုင်လက်ကလေးထိုးပါတယ်။တရန်တရန်ကို တိုင်လက်အားလုံးပေါင်း49တိုင်ထိုးထိုးသွားမှာပါ။အခုဘယ်နှတန်းရပြီလဲဆိုတော့တတန်း၊နှစ်တန်း၊သုံးတန်းရပါပြီ။အားလုံးပေါင်းဒီလိုမျိုးတန်းလေးတွေ73တန်းဖြစ်အောင် နောက်ထပ်10တန်းဆက်ပြီးတော့ထိုးသွားပေးပါ။ ထိုးလိုက်ရင်လည်းအားလုံးပေါင်း73နှမ်းပြည့်သွားပြီဆိုရင်ခြီးစားဖြတ်ပါမယ်။ခြီးစားကိုရှည်ရှည်လေးဖြတ်ပါမယ်။ချုပ်ရမှာမလို့ပါ။ခြီးစားဖြတ်ပြီးရင်ဒီခိုးလေးထဲမှာလူလေးထည့်လိုက်ပါ။အစာသိမ်းတဲ့အက်ကလေးနဲ့ထည့်ပါမယ်။ပြီးရင် အဲ့ဒီအစာလေးနှစ်စာကိုအခုလိုမျိုးလေးပူပါမယ်ဒီဘက်နဲ့ဒီဘက်မှာလှမ်းပြီးတော့ချုပ်ပါမယ်ဒီဘက်မှာအပ်ထည့်တယ်ဒီဘက်မှာလည်းအပ်ထည့်ပါတယ်ပြီးရင်ဆွဲပါ ချက်လောက်အသေးချုပ်လိုက်ပါမယ်တရေနှစ်ရက်လောက်ရှင်းလိုက်ပါပြီးရင်ဟိုဘက်ဒီဘက်အလိုက်တင်ချုပ်ပါမယ်ဒီဘက်ကိုလည်းထည့်မယ်ဒီဘက်ကိုလည်းထည့်ပါမယ်ပြီးရင်ဒီဘက်ကနေဒီဘက်ကိုတစ်ခါပြန်ထည့်ပါ ဟောဘတ်ဒီဘက်ထိုးသွားပါမယ်ထိုးပါဒီဘက်ကနေချုပ်ပါထိတ်ဆုံးထီအောင်ဆက်ချုပ်သွားပေးပါထိတ်ဆုံးထီအောင်ချုပ်ပြီးသွားပြီဆိုရင်ခြေစာလေးကိုဆွဲပါမယ် တို့သွားအောင်ဆွဲပါအခုလိုမျိုးလေးဆက်ပြီးဆိုရင်ဒီဘက်မှာပထမအောင်ဆုံးထိုးခဲ့တဲ့ခြေစားကျန်တာလေးနဲ့ဒီခြေစားလေးနဲ့ကိုခြီးလိုက်ပါ ခြီစအတူလေးကိုဖြတ်လို့ရပါပြီအခုဒီလိုလေးရပါပြီဒါဆိုရင်ဒီဘက်ကိုအတွင်းဘက်ကိုယူလိုက်ပါဒီမှာကိုလှန်လိုက်ပါတယ်တစ်ဖက်ကိုလှန်လိုက်ပါတယ်လှန်ပြီးတော့ဆက်ချုပ်ပါပါဒီနားလေးတွေမှာ လိုက်ပြီးတော့ချုပ်သွားမှာပါချုပ်တဲ့အခါမှာဒီထိတ်နားလေးမှာအဝိုင်း ပုံစံလေးဖျောင်းလို့ရပါမယ်ဒီရှာလေးကြည့်ပေးပါနော်အခုဒီလိုမျိုးလေးခောက်ထားပါတယ်ခောက်ထားပြီးတော့ဒီကနေခုနကငါဒီမှာခြေစာလေးရှိပါတယ်ဒီနားလေးကနေချုပ်သွားမှာပါချုပ်တဲ့အခါမှာဒီဘက်နားလေးမှာခုနှစ်တိုင်ကိုမချုပ်ဘဲနဲ့ခြံခဲ့မှာပါ ရှိပါမယ်2တိုင်း4တိုင်း6တိုင်း9တိုင်းအဲ့ဒီ9တိုင်းမှာပတ်ကြိတ်ကလေးနဲ့မှတ်ထားလိုက်ပါဒီလိုမျိုးလေးခောက်ပြီးပြီဆိုရင်9တိုင်းချမ်းပါမယ်2 4 6 9တိုင်းမြောက်မှာမှတ်ကြိတ်လေးမှတ်ထားပါတယ်မှတ်ထားပြီးတော့ခုနလိုလေးပဲဟိုဘက်ဒီဘက်လိုက်ချုပ်ပါမယ် ခေါပနဲ့ဒီဘက်နဲ့လိုက်ချုပ်ပေးပါဘညာတိရအောင်ချုပ်သွားမလဲဆိုရင်မှတ်ချိတ်နေရာတိအောင်ဆက်ချုပ်သွားပေးပါမကြိတ်နေရာလေးဒီဟောပါဒီဘက်ချုပ်ပြီးသွားပြီဆိုရင်ဒီနားလေးမှာအခုလို့ဒေါင်းပြတ်ပုံစံလေးချုပ်ပါပါ ီလိုမျိုးတောင်းပြပုံစံလေးချုပ်ပါပါ။နောက်နေ့မှာအပ်ထည့်နေပြီးတော့ဒီဘက်ကိုအပ်ကလေးထုတ်ပါတယ်။ဒီနားကနေပြန်လာမယ်။ဒီဘက်ကိုအပ်ကလေးထုတ်ပါတယ်။ပြီးရင်ဒီဘက်ကပြန်လာမယ်။ တစောင်းလေးပါနော်တောင်းဖြတ်ပုံသဏ္ဍာန်လေးတစောင်းလေးချုပ်တာပါပြီးရင်မှတ်ချက်ကလေးလေးဖြုတ်ပါမယ်ဒီမှာရှိနေတဲ့ ခြီစာလေးကိုလည်းတင်လို့ရပါပြီခြီစာလေးဖြတ်လိုက်ပါပြီးတော့ဒီဘက်ကိုလှန်ကြည့်လိုက်ပါခုဆိုရင်ဒီလိုပုံစံလေးရသွားပါပြီ။ ဲ့ဒီပေါ်ပန်းမွင့်လေးထိုးပါမယ်။ပန်းမွင့်လေးကိုတော့ SI 3.5 mm နဲ့ထိုးပါမယ်။ပြမဥဆုံးဂွင်းရှင်လုံးပါပါ။လက်နှချောင်းပေါ်မှာခြေလေးကိုတင်လိုက်ပါ။ပြီးရင်နောက်တစ်ရထပ်ပတ်လိုက်ပါ။အခုလိုလေးပတ်ပြီးပြီဆိုရင် အက်ကိုမောက်ရက်ကလေးထည့်ပါ။ရှေ့ရခြေလေးကိုသွားဆွဲပါ။ နောက်လာရောက်လာပြီဆိုရင်အက်ကလေးကိုဒီနားလေးရောက်လာရင်ခေါင်းလေးကိုအပေါ်ကိုမော့လိုက်ပါပြီးရင်အက်ကလေးနဲ့ခြေလေးတဲ့နားမှာလက်ကလေးထိမ့်ပါထိမ့်ထားပါမယ်ဒါမှဒီလက်နှချောင်းကိုထုတ်လို့ရမှာပါလက်ကလေးဒီမှာထိမ့်ထားတယ်လက်နှချောင်းကိုထုတ်လိုက်ပါတယ်ဒါဆိုရင်ဂွင်းရှင်လေးရပါပြီဂွင်းရှင်ထဲမှာဖွံ့မီးတစ်ချက်ကျစ်ပါပြီးရင်ဒီဂွင်းရှင်လေးထဲမှာတိုင်လက် 12တိုင်ထိုးပါမယ်အက်မှာချီကိုတရည်ရစ်ပါဂွင်းထဲမှာအက်ထဲချီဆွဲချီသုံးမင်ကိုတစ်ခါရဲထုတ်ပါတယ်တိုင်လက်အားလုံးပေါင်း12တိုင်ထိုးမယ်တရည်ရစ်ဂွင်းလေးထဲမှာအက်ကလေးထဲချီဆွဲချီသုံးမင်ကိုတစ်ခါရဲထုတ်ပါတယ်12တိုင်ပြည့်အောင်ထိုးပေးပါ12တိုင်ပြည့်သွားပြီဆိုရင် ဂွေးရှင်လေးကိုပိတ်ပါမယ်ဒီကျိုးလေးကိုဆွဲပါပြီးရင်ပရမအုံးဆုံးထုတ်ခဲ့တဲ့ဖုန်မီကြီးထဲမှာအက်ကလေးထည့်လိုက်ပါခြီးဆွဲရှေ့အခြေပင်လေးကိုအနောက်ကိုဆွဲထုတ်လိုက်ပါပြီးရင်ခြီးစားဖြတ်ပါမယ် အခုဝိဖတ်လေးထိုးပါမယ်ကိုကြိုက်တဲ့နေရာမှာအကလေးချဲ့လိုက်ပါပြီးရင်ချီလေးဆွဲလိုက်ပါ ဒီခြီလေးကိုအသေးခြီလိုက်ပါအိုက်ထဲမှာပဲအက်ကလေးပြန်ထည့်ဖွင့်ပြီးကျစ်ပါမယ်ဖွင့်ပြီးလေးချက်ကျစ်ပါမယ်1 2 3အိုက်ထဲမှာပဲတည်ရစ်မယ်အိုက်ပေါက်လေးထဲမှာအပြန်ထည့် ပြီးရင်ခြီဆွဲခက်ရှိရှိလေးဆွဲပါပြီးရင်အပ်ပေါ်မှာခြီ၃ပင် ရှိပြီဆိုရင်ရှေ့နှစ်ပင်ကိုတစ်ခါထုတ်လိုက်ပါဒီနှစ်ပင်ကိုခြံထားပါပြီးရင်တရစ်ပြန်ရစ်မယ်အဲ့ထဲမှာပဲအပ်ပြန်ထဲခြီဆွဲခက်ရှိရှိလေးအခုလိုလေးဆွဲလိုက်ပါပြီးရင်ရှေ့ရနှစ်ပင်ကိုပဲအရင်ထုတ်ထားပါ နှစ်ခါရှိသွားပြီသုံးခါပြည့်အောင်လုပ်မယ်တည်ရင်ရင့်မယ်အဲ့ပေါက်လေးထဲမှာအပ်ပြန်ထည့်တယ်ခြေကိုရှည်ရှည်လေးခက်ရှည်ရှည်လေးဆွဲလိုက်တယ်ပြီးရင်ရှေ့ရနှစ်ပင်ကို ထုတ်ပါတယ်အပ်ပေါ်မှာခြေလေးပင်ရသွားပါပြီနောက်ကရက်ပေါက်မှာလည်းအဲ့လိုမျိုးလေးသုံးခုလုပ်ပါမယ်တည်ရင်ရင့်မယ်နောက်ကရက်ဖွင့်ပြီးနေတဲ့မှာအပ်ထည့်ချီဆွဲရှိရှိလေးနော်ရှိလေးဆွဲပြီးရှေ့ရနှစ်ပင်ကိုပဲထုတ်လိုက်ပါ တရစ်ပြန်ရစ်မယ်အဲ့ပောက်ထဲမှာပဲအပြန်ထဲခြီးဆွဲရှိရှိလေးဆွဲလိုက်တယ်ရှေ့နှစ်ပင်ကိုတစ်ခါထုတ်ပါတယ်နှစ်ခါရပြီတရစ်ရစ်မယ်အဲ့ထဲမှာပဲအပြန်ထဲခြီးဆွဲရှေ့နှစ်ပင်ကိုတစ်ခါထုတ်ပါတယ်အခုဆိုရင်အပေါ်မှာခြီးခုနှစ်ပင်ရှိပါမယ်1 4 6 9ခုနှစ်ပင်ကိုတစ်ခါတယ်ဆွဲထုတ်လိုက်ပါ ြီးရင်ဖွင့်ပြီးသုံးချက်ကျပါမယ်၁၂3ခုနလုံးကအပေါက်လေးထဲမှာပဲရှက်ကုန်နဲ့ဆက်မယ်အဲ့ပေါက်လေးထဲမှာအက်ထဲခြီဆွဲရှက်ရခြီပင်လေးကိုအနောက်ကိုတားလေးဆွဲထုတ်လိုက်ပါရှက်ကုန်နဲ့ဆက်လိုက်တာပါဒါဆိုရင်ပွင့်ဖက်လေးတစ်ခုရပါပြီအားလုံးပေါင်း6ခုပြောင်းထိုးရပါမယ်ဖွင့်ပြီး၄ချက်ပြန်ထိုးပါ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 တော်လင်းနောက်ကရက်ပေါက်ထဲမှာခုနလိုလေး၃ခါလုံးမယ်တည်ရစ်ထားတယ်အဲ့ပေါက်ထဲမှာနောက်ကရက်ပေါက်ထဲမှာအပ်ထည့်တယ်ခြေကိုရှည်ရှည်လေးဆွဲလိုက်တယ်ရှေ့နှစ်ပင်ကိုတစ်ခါထုတ်တယ်တခါရသွားပြီအဲ့လိုမျိုး၃ခါပြောင်းလုံးမယ်တင်းရစ်ပါအတ်တဲ့ချီဆွဲ ရှေ့နှစ်ပင်လေးပဲထုတ်ပါတီးပြန်ရင်ပါအဲ့ထဲမှာပဲအပ်ပြန်ထည့်ပါချီယိုရှိရှိလေးဆွဲလိုက်ပါပြီးရင်ရှေ့နှစ်ပင်ကိုထုတ်ပါ နောက်ကရက်ပေါက်မှာလည်းအဲ့လိုမျိုးလေးသုံးခါလုပ်ပါမယ်တီးရင်မယ်နောက်ကရက်ပေါက်လေးထဲမှာအပ်ထည့်ချီယိုရှိရှိလေးဆွဲရှေ့နှစ်ပင်ကိုတစ်ခါထုတ်တီးရင်မယ်အဲ့ပေါက်ထဲမှာအပ်ပြန်ထည့်ချီဆွဲ ရှိနေပင်တခါထုတ်တင်းရင်မဲ့အိုက်ထဲမှာပဲအပြန်ထဲတယ်ခြီဆွဲရှိနေပင်ကိုတခါထုတ်ဒါဆိုရင်အပ်ပေါ်မှာခြီလေးခုနှစ်ပင်ရှိသွားပြီဆိုရင်အကုန်လုံးကိုဆွဲထုတ်ပါတယ်ဖွမီသုံးချက်ပြန်ကြည့်မယ်တင်းနင်းသုံးအဲ့ဒီအပေါက်ထဲမှာပဲရက်ကုန်နဲ့ဆက်ပါတယ်ရှိရခြီပင်လေးကိုအနောက်ကိုဆွဲထုတ်လိုက်ပါ ဒါဆိုရင်ပွင့်ဖက်လေးနှစ်ခုရပါပြီ။အားလုံးမှာပွင့်ဖက်6ခုပြည့်အောင်ဆက်ထိုးသွားပေးရမှာပါ။ပွင့်ဖက်လေး6ခုပြည့်ပြီဆိုရင်ဖူမိတစ်ချက်ကြည့်ပြီးတော့ခြီးစာလေးဖြတ်လိုက်ပါ။အခုဆိုရင် ဒီခြိစာလေးတွေကိုဖြတ်ပြီးတော့ဒီမှာပတ်မှုလေးလာကတ်လိုက်ရင်ပြီးပါပြီ။